Hello အားလုံးပဲမင်္ဂလာပါဘူအမန်ချန်ကနေကြိုဆိုပါရစေဆိုတော့ဒီနေ့ညမှာဆိုလို့ရှင်ပဲကျွန်တော်ပရီးမီးယားလိပွဲစဉ်ကြီးကစားဖို့ရှိတဲ့အချိန်ဒီထဲမှာကျွန်တော်စပါးနဲ့ပွဲအက်စတွန်ဗီလာပွဲကျွန်တော်နှစ်ပွဲကိုကျွန်တော်ဒါပြောကြည့်အောင်ပါဆိုတော့အက်စတွန်ဗီလာကတော့ကျွန်တော်ဘာနော်ဒီဖူလန်နဲ့ဒါမနက်ဖြန်မှာကျွန်တော်ရှင်မင်ကစားမယ်ပေါ့လေနီးပြားဖြစ်တဲ့ Unai Emery ရဲ့အသင်းမှာလက်ရှိဒီယာဒီမှာတော်တော်ကိုတိုင်ပတ်နေတာသူတို့တွေနိုင်ပွဲတွေပါနေစပြီးတော့ယူဖို့အတွက်ကြိုးပမ်းပြရပါတော့မယ်ဒါပေမဲ့လို့သူတို့ရှင်မင်ကစားမယ်ဖူလန်ဆိုတာက တို့ဒီယာဒီမှာမဆူဘူးပေါ့နော်မာဂိုစီဘာရဲ့လက်အောက်မှာယာဒီတိုင်းလူလူအတင်းဒီကိုဒုက္ခပေးနိုင်စွမ်းအတင်းကြီးဒီကိုဒုက္ခပေးနိုင်စွမ်းရှိတဲ့အတင်းတင်းတင်းပြကျွန်တော်မြင်ထားရတာပြီးခဲ့တဲ့ပွဲစဉ်၅ကိုကျွန်တော်ပြန်ကြည့်ရင်အက်စတန်ဗီလာဟာဆန်တလန်လူတယောက်ရော့အတင်းကိုပဲတစ်ဖက်တကူးစီပဲတည်ရကြအောင်ကစားထားနိုင်ပါတယ်နော်ဖူလမ်ကတော့ဘရန်ဖို့ကို3-1ဆိုတဲ့ရလနဲ့အိမ်ခွင်းမှာသူတို့ရအောင်အနိုင်ယူပြထားတယ်ဆိုတော့နှစ်သင်းကြားထဲမှာကျွန်တော်ဒီယာဒီမှာပေါ့နော်ကွာဟိုက်မှုတွေကျွန်တော်ရှိပါတယ်သူတပင်း ဒီ full ham ရဲ့ဘက်ကကျွန်တော်၅ပွဲကစားပြီးတဲ့အချိန်မှာ၂ပွဲနိုင်၂ပွဲတည်နေတဲ့2ပွဲပဲရှုံထားသေးတယ်။ Tyson က6ခုနဲ့ပေါ့နော်။ဒါခန်းစင်က5ခုပြန်ပြီးထားသေးတယ်။ဒါပေမဲ့လို့တစ်ဘက်က Aston Villa ကိုကျွန်တော်တို့ကြည့်တော့၅ပွဲကစားထားတဲ့နေရာမှာတပွဲမှအနိုင်မရထားသေးပါဘူး။အဲ့ဒီထဲမှာကျွန်တော်ရှင်ဒီပရီးမီးယားလိအသင်20ရှိတဲ့နေရာမှာ၅ပွဲကစားပြီးတော့ပေါ့နော်။တပွဲမှအနိုင်မရသေးတာဆိုလို့ Wolverhampton နဲ့ Aston Villa နှစ်သင်းပဲကျွန်တော်ရှိပါတယ်။ နှစ်သိမ်းပဲကျွန်တော်ရှိတယ်ဒါအပြင်သုံးပွဲတည်းကြာပြီးတော့သူတို့နှစ်ပွဲရှုံးနေထားတယ်တိုက်စစ်ကသူတို့အနေနဲ့ကျွန်တော်တို့ဒါတကူပဲရပါသေးတယ်အက်စတိုမီလာတိုက်စစ်ဟာ၅ပွဲကစားပြီးတဲ့အချိန်မျိုးမှာတပွဲပဲကျွန်တော်တကူပဲကျွန်တော်ရသေးတယ်ခန်စစ်က၅ကူပြန်ပေးထားသေးတယ်သူတို့အနေနဲ့တည်ရွေးတွေကျွန်တော်များနေတယ်အက်စတိုမီလာအနေနဲ့ခရစ်စတယ်ပဲလစ်ကို3စီးနဲ့ကျွန်တော်ရှုံးတဲ့ပွဲတွေမှာကျွန်တော်တို့ကြည့်မယ်ဆိုရင်ခန်စစ်ကဘောနော်အဲ့တပွဲကလွယ်လို့ဘူးမရှိတည်ရွေးတွေကြာနေတာတွေကျွန်တော်များနေတယ်သူတို့တိုက်စစ်ကိုယ်တိုင်ကလည်းဂိုးမသွင်းနိုင်ဘူး ီးပြားဦးနိုင်အမရီတို့တော့တော်တော်ကိုစိတ်ပျက်စရာပါအမရီနဲ့ပတ်သက်လို့ရှိရင်အဓိကပြဿနာကသူကပြောင်းလဲမှုတွေဘာမှမရှိတာကျွန်တော်အက်စတိုမီလာကိုစပြီးတော့ကင်တွေတယ်ပြီးခဲ့တဲ့ရာသီအရှိရာသီကင်တွေတယ်ဒါပေမဲ့အခုရာသီအက်စတိုမီလာမှာဘာအပြောင်းလဲမဲ့လှုပ်ထားနိုင်စွမ်းကျွန်တော်မရှိဘူးပရီးမီးယားလိမာကအဲ့လိုအဆင်မပြေဘူးနီးပြားတယောက်ရုံးကန်ရပြီဆိုလို့ရှိရင်ပရီးမီးယားလိမာကအပြောင်းလဲမရှိလို့ဆိုတာကထိတ်ဆုံးကနေပေါ်ပေါ်လာတတ်တယ်ဘာကြောင့်လဲဆိုတော့ပရီးမီးယားလိကနီးပြားတွေဆိုတာမျိုးကဒီအသင်းဘယ်လိုကစားနေတယ်လဲဆိုတာအမြဲတမ်းကျွန်တော်စောင့်ကြည့်နေကြတာ အကယ်လို့ဗောနော်အာပြီးခဲ့တဲ့ယာစီကြီးတွေကအတိုင်းသုံးဆွဲနေတယ်ဟေ့ဆိုရင်အဲ့ပထမဆုံးယာစီတော့အဆင်ပြေကောင်းပြေလိမ့်မယ်နော်သူနီးစင်နေကအစ်စ်ဆိုတော့သူတို့လည်းပဲဒုတိယမြောက်ယာစီရောက်သွားရင်ကိုဟာဘာအပြောင်းလဲမဲ့လုံမထားဘူးဆိုရင်အကုန်တိုင်ပတ်မှာချန်ပီယံဖြစ်နေပါတယ်ဆိုတော့ချန်ပီယံဖြစ်ထားပါတယ်ဆိုတော့လေဘာဦးတင်းတို့ဘာလို့ကိုကျွန်တော်ကြည့်ကြည့်ပြီးခဲ့တဲ့ယာစီကသူတို့ပုံစံနဲ့အခုလက်ရှိဒီယာစီသူတို့ပုံစံလုံးဝမတူတော့ဘူးဘာလို့လဲဆိုတော့သူတို့အဲ့ဒီအတိုင်းကြီးသူတို့ဆက်သွားလို့မဖြစ်လို့ပဲ ဒါကြောင့်လည်းပဲရှိမှကျွန်တော်ဖလားတွေပါရရခဲ့ဘူးပါတယ်ဆိုတော့ကျွန်တော်နီးပြတွေကိုကျွန်တော်ကြည့်ရင်တရာဒီနဲ့တရာဒီမှာနီးစနစ်အပြောင်းလဲမလုံနိုင်တဲ့အခါတိုင်ပတ်ရတာအက်စတိုမီလာရဲ့အဓိကပြည်ထနာကအဲ့ဒါပဲ။ Unai Emery ဟာဒီယာဒီမှာကိုပဲဒူဒူကြကြကြီးအများကြီးပြောင်းလဲထားတာမျိုးကျွန်တော်မရှိသေးတော့ပြိုင်ဘက်တွေဟာသူတို့ကိုကျွန်တော်ဒါအလွတ်ကျက်ထားတယ်လို့တော့ကျွန်တော်ဖြစ်နေပြီ။ဆိုတော့ဒါကြောင့်တိုင်ပတ်နေတာဆိုတော့ဒီတစ်ပတ်မှာတော့အိမ်ကွင်းလဲဖြစ်တယ်။ဟိုခက်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 ကမ်းမဲ့ Fulham လို့အသင်းမျိုးနဲ့ပွဲလဲဖြစ်တယ်ဆိုတော့ Aston Villa အတွက်က PR တွေကကျွန်တော်ဒူးနေသေးပါပြပဝင်ချင်းမှာ။ เนาะအီဗီလာအနေနဲ့ဖူလမ်လိုအသင်းမျိုးကသူတို့နိုင်ရဖို့ကသူတို့မလွယ်ပါဘူးเนาะဖူလမ်ကတကယ်ကောင်းနေတယ်မှာပါတယ်မာကိုစီဘာရဲ့အသင်းကတကယ်ကြီးကြီးလေးရှိတဲ့တယ်မှာပါတယ်ကွင်းလေတော်တော်လေးငြိမ်နေเนาะအစွန်ကစားမားတွေတော်တော်လေးကောင်းနေတယ်မှာပါတယ်တိုက်စစ်ကလည်းမူနီစ်နဲ့ကျွန်တော်တို့ဒါဒီရောဟီမီနက်စ်ကเนาะကျွန်တော်တို့ဒါ different profile ကစားမားတွေကြိုက်တယ်လို့ကျွန်တော်တို့လက်ပြောင်းပြီးတော့တုံးလို့ရတဲ့အခြေအနေမျိုးပါခန်းစစ်မှာလည်း physical အရန်ကောင်းတဲ့ကစားမားတွေအမြင်ပေါ်လုံးဝကောင်းတဲ့ကစားမားတွေကျွန်တော်တို့ရှိနေတယ် Aston Villa အတွက် ဒီယာဒီပရီးမီးယားလိမှာတကူပဲရသေးတယ်ဆိုတာမျိုးကဒီလိုခံစစ်ကိုဖောက်ဖို့ကမလွယ်ဘူးလို့ထင်တယ်။ကြားထဲမှာအမှတ်မထင်အနီကက်တွေပါတယ်ထိလာတာမျိုးတို့ပင်နေတီပြရတာမျိုးတို့ကနော်ကျွန်တော်တို့ကြုံလာရင်တော့တမျိုးပေါ့လေ။တိုးတိုးလည်းပဲအက်စတွန်ဗီလာအတွက်ကျွန်တော်အနိုင်ရဖို့လိုအပ်နေတဲ့အချိန်မှာဖူလန်မီရဲ့ဘက်ကတော့နောက်ထပ်ဒုက္ခပေးနိုင်ဖို့အတွက်ကြိုးပမ်းလိမ့်အောင်မယ်လို့ကျွန်တော်ထင်တယ်။ ဒါကလည်းရှိမှာအက်စတိုမီလာအတွက်လုံးဝကိုမပလွယ်ကူတဲ့ပွဲမျိုးပါဆိုတော့နောက်တစ်ပွဲကကျွန်တော်စပါးပါစပါးနဲ့ဝူပန်တို့ရှင်မင်ကစားမယ်စပါးအတွက်တော့သုံးမှတ်တိတ်ပြီးတော့မခက်ခဲနိုင်တဲ့ပွဲမျိုးလို့တော့ကျွန်တော်မြင်တယ်။ဘာကြောင့်လဲဆိုတော့ခုနကရှိမှပြောထားတဲ့အက်စတွန်ဘီလာလိုပဲဝူဗာဟန်တဟာ၅ပွဲကစားပြီးတဲ့အချိန်မှာတပွဲမှအနိုင်ရမထားသေးလို့ပဲ။ပွဲစဉ်၅ကိုပြန်ကြည့်ရင်စပါးကကျွန်တော်အနေနဲ့ Brighton ကိုတစ်ဖက်နှကိုးစီတီးကြထားပြီးမယ်လို့ဝူဗာဟန်တန်ကတော့1-3နဲ့သူတို့က Leeds United ကိုအိမ်ဝင်းမှာသူတို့တွေရှုံးထားတယ်။ ဒါဘလို့မှအဆင်မပြေပါဘူးဒီနေ့တင်းကြားထဲမှာကွာဟမှုတွေကအကြီးကြီးပါစပါဟာလက်ရှိအဆင့်၃မှာရှိနေပြီးတော့၅ဘွဲ့မှာသူတို့၃ဘွဲ့ထိနိုင်ထားတယ်เนาะပြောချင်ရင်၁၀မှတ်ယူထားနိုင်တယ်ပေါ့ဆိုတော့တိုက်စစ်ကလည်းကျွန်တော်၁၀ကိုးဒီရတာတယ်ခန်းစစ်ကတော့၃ကိုးပဲပြီးထားသေးတယ်တော်တော်ကောင်းတဲ့ခန်းစစ်ကိုစပါပိုင်ဆိုင်ထားတယ်တိုမစ်ရိုင်းရဲ့လက်အောက်မှာကျွန်တော်ဆက်ဘီစတီမာဆိုလို့ချင်းအများကြီးတိုးတက်မှုတွေရှိလာတယ်ခန်းစစ်တွေအများကြီးကြိတ်လင့်မှုတွေကျွန်တော်ရှိလာတယ်ပြိုင်ဘက်ပေါ်မှာမူတည်ပြီးတော့နိစနစ်ကိုလူသူတို့ပြောင်းလဲကစားနိုင်စွမ်းရှိတဲ့အသင်းမျိုးဖြစ်ကျွန်တော်မြင်လာရတယ် ။ဘူပန်ဟန်တန်ကတော့နီးပြကိုတောင်းမှစာချုပ်အစ်စ်တွေဘာတွေပေးထားပေးမယ်လဲလို့ပေါ့နော်။ဘလူးမန်အစ်စ်မပြေဘူးဖြစ်နေတယ်။အစ်စ်20တီတူတူရောက်နေတယ်။နှစ်ငါးဘွဲကစားထားတဲ့နေရာမှာတရေဘွဲမရှိကျွန်တော်တို့ကနိုင်ဘွဲမရှိငါးဘွဲစလုံးသူတို့တွေရှုံနေထားတယ်။နော်ဒါအပြင်တိုက်စစ်က3ကိုပဲရတာတည်တယ်။ခန်းစစ်က12ကိုပေးထားရတယ်။ဟိုအစ်စ်စရာအောက်ဆုံးမှာဘလူးမန်အစ်စ်ပြေးမနေပါဘူး။တခုတော့ရှိတယ်။စပါးနဲ့ head to head ဒီမှာဆိုလို့ရှိရင်နော်ဥပဟန်တန်ကဒုက္ခပေးလေးရှိတဲ့နေရာမှာပါတယ် နော်ဥပဟန်တန်နဲ့စပားဆိုလို့ရင်ပြီးခဲ့တဲ့ရာသီတွေကိုကျွန်တော်ပြန်ကြည့်ရင်ဥပဟန်တန်ရဲ့ဘက်ကဒုက္ခပေးနေစွန်းရှိတဲ့နေရာမှာပါတယ်ဥပဟန်တန်အနေနဲ့ဟိုတော်တော်လေးကိုတိုင်ပက်ပါတယ်ဆိုတဲ့အခြေအနေမျိုးကြုံနေတောင်မှစပားကိုတော့ဒုက္ခပေးလေးတဲ့ရှိတဲ့နေရာမှာပါတယ်စပားကလည်းပဲအေးအဲ့လိုမျိုးပွဲတွေကြာရင်သူကအမြဲတမ်းထထပေါက်တာဒီပုံစံတိုင်းဆိုလို့ချင်းတော်တော်ကောင်းနေတယ်မှာပါတယ်ဗျစပားကနော်လက်ရှိဥပဟန်တန်ရဲ့အနေထားကစပားကိုတည်မပြောနဲ့ဟိုအနိုင်ရဖို့မပြောနဲ့တည်တမှတ်တော်ရစရာအကြောင်းမရှိဘူးဒါပေမဲ့လို့ဥပဟန်တန်တို့ဘာလို့ねထိတ်တဲတွေးတဲ့အချိန်ကြီးကြာရင် အမြဲတမ်းစပါကတိုင်ပတ်တာဆိုတော့ Thomas Frank ရဲ့လက်အောက်မှာဒါကိုကျွန်တော်အနေနဲ့ပေါ့နော်ပြင်နိုင်မလားကျွန်တော်ကြည့်ရမယ်ကျွန်တော်ကတော့စပါကနိုင်နေဆိုရင်တော့ 3C 4C တွေထက်သွားလိမ့်ဦးမယ်လို့ကျွန်တော်ထင်တယ်မဟုတ်ရင်တော့တည်ရီပါရီတောင်မှကြုံရတာမျိုးလည်းထပ်ပြီးတော့မြင်ကောင်းမြင်ရနိုင်တယ်ဆိုတော့စပါအနေနဲ့ Champions League ပွဲစဉ်တွေမလာခင်ဒီလိုပွဲမျိုးကိုကြားအောင်အနိုင်ယူပွဲစောစောကျွန်တော်ရအောင်ဖျက်ပြီးတော့တို့အနေနဲ့ပေါ့နော်ကျွန်တော်ကကစားမတွေအနာပေးဖို့ကျွန်တော်ကြိုးပမ်းရပါမယ် Champions League ပွဲစဉ်တွေအတွက်အဲ့တော့ Thomas Frank ရဲ့စပါအသင်းနေနဲ့ ကျွန်တော်တို့ဒီပွဲမှာဝူပန်ဟန်တန်ကိုအနိုင်ရအောင်မယ်လို့ညီတို့ထင်ကြလားဘယ်လိုမြင်ကြလဲဆွေးနွေးကြပါအောင်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်